ါရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆ iam မကျူကျူသိန်းရေးသားထားတဲ့လွမ်းဆွချင်းနဲ့အတူဆိုတဲ့ဝိထုတိုလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်ရှင်လွမ်းဆွချင်းနဲ့အတူကတရားဇီလမ်းမကြီးသည်အယောင်တလှလှက်ထားလျက်အပူရှိန်တို့တငွေငွေပြန်တက်လျက်နဘူးဝမစည်းကြလာသောချွေးဆက်များကိုအလိုလျောက်သုံးပြမိရင်ကတရားဇီလမ်းမကြီးကိုခတ်သုံးသုံးဖြတ်ကူးလိုက်၏စိတ်ကလည်းကြည်နူးနေသည်လူကလည်းတွက်လက်နေသည် ရန်ကုန်တက္ကသိုလ်ဓမ္မယုံရွှေရတုသဖြင့်ဆိုသည့်နဖူးစည်းကြီးကငိမ့်သားကိုခံ냐စွာကြိုဆိုနေသည်လာလှဲ့ပါနားလှဲ့ပါအေးအိမ်မှာချွေသိမ့်လှဲ့ပါဟုလှိုင်းလဲကျင်းသားစွာဖိတ်ခေါ်နေသည်အောင်ရောင်ဘက်စကားနှစ်တန်စီး၍နေပူကြီးထဲရှောက်လာခဲ့ရသည်ကိုမိသွား၏စိတ်တွင်းဝဲချက်ချင်းအေးမြသောခံစားမှုကိုရသွားသည်အပြင်လောကဤပူလောင်ပြင်းပြမှုအလုံးကိုလင့်လူရှူထားလိုက်နိုင်သည် မိန်းကလေးနှစ်ဦးငိမ့်သားကိုကြော်ဖြတ်သွားကြသည်။ဟေ့တူတူဟုခေါ်မိပြုပြီးမှပြန်ထင်းလိုက်ရ၏။တူတူမှမဟုတ်ပဲ။သူ့ဘိမဲ့တယောက်ကတူတူနှင့်အတော်ဆင်သည်။စရုံးပုံပုံကလေးထုံထားပုံရောအင်ကြီးလက်ရှိကလေးဝတ်ထားပုံရောပြီးဘေးတိုင်းမြင်လိုက်ရသည့်မျက်နှာကြပုံရောလမောင်းဝေးပေါ်တွင်ဇားပွားရှိကလေးတွေတွဲလဲခိုးလို့ဒီတဲ့ကသူကဆီယမာလေးတွေပဲဖြစ်မိထင်သည်။ဒီချာကြည့်မိမှကောင်မလေးတွေအတော်အသက်ငယ်သေးကြောင်းသတိထားမိ၏။ ရှိလာမှအစိတ်ကြောကြောပေါ့ကြက်တည်ရှိလိုက်တာဂျင်းနဲ့စွာတွေးမိတာဒီဝေကောင်းစားလာနဲ့လူတော်များများသည်ဓမာယုံကြီးစီတို့သာရှောင်းလန်းရဲ့ရှိကြသည်ဝင်ပေါင်းဤညာဘက်ကွင်းမြင်ကြီးတဲ့တွင်ဇက်ခုံကြီးတစ်ခုရှိသည်စားတောက်ဖွဲရာအမျိုးစုံကိုနိဗ္ဗာန်စေတီခင်ရောင်းချသောဆိုင်ငန်းများလည်းရှိသည်ကျောင်းသားကျောင်းလူတော်များများအုံခဲကြက်ညက်လျက်လူငယ်တို့ဘဝလွတ်လပ်မှုအရှိဆုံးကာလကိုတန်ရှင်းပျော်ရွှင်အသုံးချနေကြသည် နောက်ခါပြောင်းကပြုံးကရဲကရောင်းသူကရောင်းဝဲသူကဝဲပဂတိတော့ကကင်းသောဘဝများငိမ့်သာလဲငိမ့်သာတို့တက္ကသိုလ်တက်ခဲစဉ်ကចောင်းသားပွဲတော်ကိုပြန်လည်လွမ်းဆုံမိ၏။အိုးဘလောက်ပြောစရာကောင်းခဲ့ပါသလဲလွတ်လပ်ခဲ့ကြပါသလဲလွတ်လပ်ပျော်ရွှင်ခဲ့ကြလုံး၍ပင်ငိမ့်သာတို့အုပ်စုတအုပ်စုလုံးစာမေးဝဲတဘုံဘုံကြားခဲ့ကြသည်မဟုတ်ပါလော။ကြားသည်မှတယောက်နှစ်ယောက်ကွဲ၍ကြားသည်မဟုတ်။၅ယောက်တအုပ်စုလုံးအမှန်တော့၅ယောက်လုံး တက္ကသိုလ်ဝန်ထမ်းကိုတချီတဲ့နှင်းအောင်မြင်ခဲ့ကြသူများပင်ရှစ်တန်းအောင်မြီးကိုရန်နှင့်တက္ကသိုလ်ဝန်ထမ်းအစင်များကိုတစ်နှစ်ထဲရောပြေပြီးတက္ကသိုလ်ရောက်ခဲ့ကြသူများပင်ထို့ကြောင့်စာဖြင့်သောကြောင့်ကြားကြသည်ဟုလုံးဝမဆိုနိုင်အပျော်လွန်၍လွန်လန်းမှုကိုအတုံးလွန်၍ဟုမှတ်ချက်ချလေရာခိုင်နှုန်းပြီးမှန်နိုင်ပေသည်အော်လွမ်းဆိုးဖွယ်ရာအတိတ်ကာလများဟဲ့ကိုကောင်တို့ဒီမှာကွာအတန်လာရာမောကြည့်လိုက်တော့ထင်သည့်အတိုင်းမတ်ရွှေတူးတူး သာသာနာနာလှလှပါပါငိမ့်လေးခုနကဆီယမာလေးတယောက်ကိုတူးတူးမှတ်လို့လှမ်းခေါ်မလို့တရားကြည့်မှဆီယမာလေးကငငယ်ကလေးရှိသေးတာတို့ဒီလောက်ပဲနုနေသလားခေါင်းငိမ့်ပြရင် အပြူကြီးမှုထင်မာရဲ့ပူတောင်လှနေသေးတယ်အမငိမ့်လေးလှတော့မှာနော်တယောက်မျက်နှာတယောက်ကြီးကရေမောလိုက်မိကြသည်ယော့ဒူးချန်လေးကခူးလာတာတို့ဖြင့်မျောတာမျောနေရတယ်ခီးကဝေးလို့မိငိမ့်လာမှလာနိုင်ပါမလားလို့ ကြိုးစားလာရတာပေါ့ဟဲ့ကြုံနောက်ကြုံခဲဆရာကတော့ဝဲကြီးမဟုတ်လားဒါနဲ့ဟိုကောင်တွေကပလတ်စတစ်အိတ်ကြီးထဲမှာစပယ်ဘန်းတကုံးကိုအသာအရာထုတ်ယူပန်းဆင်လိုက်ဤကြံသုံးကုံးကိုတော့အိတ်ထဲပြန်ထည့်ထားလိုက်သည်သူတို့ပန်ဝင်ခြင်းမွဲထုံသေးမှွေးပြန်သွားသည်သူတို့လည်းလာမှာပါနှင်းအင်းနဲ့မေခင်မေခင်ကိုတို့အိမ်နိုင်ရောက်သွားဖိတ်တာပဲတန်တန်စီကိုတော့စားလိုက်ကစားထည့်ထားတာဆက်ဆက်လာကြဖို့မှားထားတာပဲ ဓမာယုံကြီးတဲ့သူပြည်တန်များတဖွဲဖွဲဝင်ရောက်လာသည်ကျောင်းလုံးကမိတ်ဆွေနှစ်ယောက်သုံးယောက်ကိုလည်းတွေ့ရသည်ရင်းနှီးစွာစကားဆိုပြကြသည်လာဟဲဖျားကြော့ရအောင်ခမကြီးတဲ့တွင်အခမ်းအနားပြင်ဆင်ရေးတာဝန်ခံဆရာဆရာမများအလုံးရှုံနေကြသည်အလူခံစပွဲမှဆရာမနှစ်ယောက်လည်းလက်မလဲအောင်ရေးရမှတ်ရငိမ့်သာလဲတနိုင်သလောက်ကိုစေတနာအပြည့်နှင့်ပါဝင်လူတန်းခဲ့ပြီးအပေါဝပြန်ထွက်လာတော့နေကမြင့်မှန်တထားသည့်အမျိုးသားဝဝတအူသူတို့ရှိမှကာစီရက်လာ၏ ငါပါဟအတန်အောကြီးနဲ့ပြောပြီးနေကမျက်မှန်ကိုချွတ်လိုက်တော့မှအမှတ်မိ၏ဟဲခင်မောင်သိန်းထွန်းဝင်နေအောင်သားဗျိုင်းသူပြောပြီးမှအာနာသွားတယ်လို့လို့ဒီနံမီကသူ့နံမီရေးမှမဟုတ်ပဲနံမီပြောင်ဖြစ်နေသည်ကိုသူ့ပေမဲ့တစ်ဖက်လူကအပြုံးမပြက်နင်တို့နှစ်ယောက်တည်းလားတန်းတန်းတို့ကလာပြီလာပြီယောဂါကအခုထိအမြင့်မပြတ်သေးဘူးသဘောယိုးနဲ့မေးတာပါကွအမေသဘောမျိုးလို့ကိုရလားငါကကလေးသုံးယောက်အဖေဖြစ်နေပြီပဲ နင်တို့အပြူကြီးတွေကတော့ဒီလိုပဲအချစ်ချောင်းနားမလဲပါမလဲနဲ့။ကောင်းစိုးဟုတူတူကခတ်တူတူချင်းပြီးရဲနေသည်။တူတူသည်ငိမ့်သာတို့အုပ်စုတဲ့တွင်အချောဆုံးဖြစ်တော်လဲယခုထက်တိုင်းမစွန်သေးသူမို့ခဏခဏခလုတ်တိုက်ခံနေရသည်။၃ယောက်သားဟန်ဆောင်မှုကင်းမဲ့စွာရဲမောနေမိကြသည်။ဟေးဟေးဘလို့လဲဒေဝါကစောင့်ကြိုနေမယ်ဆိုမတ်ရွှေတူခုတော့ငါလာလာလောက်မမြင်ဘူးအံ့ရော့မြည်သူမန်းစဉ်းစားစရာမလို့ ၆နှစ်တည်းတည်းတဘူးတွဲတွဲနားဆွဲအကျွမ်းဝင်ခဲ့သည့်အသံနာမည်အေးသလောက်လူကဆူရက်သည့်မနှင်းအေသူပင်နာတွင်တန်တန်သူပင်ကိုဟန်တိုင်းတည်တည်ငင်ငင်ကလေးဝန်းတာလိုက်တာတန်တန်ရဲ့နင်းမလာပါမလားလို့တန်တန်ကအေးချမ်းသောပြုံးကလေးနှင့်မော့ကြည့်လိုက်ဟဲ့အလုံးကြီးကောင်းကြတယ်နော်တန်တန်မော့ကြည့်နှုတ်ဆက်လိုက်သူကခင်မောင်သိန်းထုံးဝင်ဒီတော့မှမှတ်မိသွားကြဟန်သူသည်မနှင်းအေးကနှမ်းရိုက်လိုက်ပြီးကြည်စံဝါလာလိုက်တာတအားပဲ နင်းလဲနင်းမှာဆိုအပြန်အလှန်မေးကြအလေးစားလဲလဲကြနှင်းအလုံးရှုံနေကြစေငိမ့်တာကတန်တန်းကို စပယ်ပန်းကုန်းလေးနှစ်ကုန်းထုတ်ပေးလိုက်ဤတူတူတို့ခြံထဲကတဲ့မှုလိုက်တာဟဲ့လှလဲတိတ်လှတာပဲပန်းကြိုက်သူတန်တန်းကအသာအရာမှုကျူရင်ပြောသည် တကုန်းကိုမနှင်းကို ပန်ပေးလိုက်ပြီးကြံတကုန်းကို သူ့စတုံးအဲ့အဲ့ကြီးတွင်ရစ်ခွေပန်းဆင်လိုက်ဤနင်းတို့ဒီလိုပေါ်တော်တော်အလုံးတွေနဲ့ရှုပ်တဲ့ကြတာပဲအရင်ကတိုင်းပဲ အမခင်မောင်သိန်းထွန်းဝင်းတော့ဘာလဲမိသွားပြီလားကောင်မလေးတယောက်ပေးချင်တာနဲ့မနဲ့၄နာရီလောက်ကြီးဂန်းကောပင်မော်တက်ခူတာပစုပ်ပဏီတွေတွေလိုက်လို့ဖျားယူရတာဘယ်သူလဲဟုတ်ပါတော့ဒါကြတော့မိထားလိုက်ပြီထင်တယ်ခင်မောင်သိန်းထွန်းဝင်းတယောက်မနှင်းအင်းနဲ့တူတူတို့စကားအောက်ဝဲပြပြဝတ်သွား၏ငိမ့်သားကမျက်နှာကလေးနီးကတစ်ဖက်သို့လှည့်နေသည့်တန်းတန်းကိုအာနာသဖြင့်မျက်ဆောင်ထိုးဟန်းလိုက်တော့လဲမမှီလိုက်တော့ဒီမိန်းမတွေကတော့ကာယကံရှင်တွေရှေ့ထားပြီးစကြောက်နောက်ကြပါပြီ။ ကလေးတွေကြနေတာပဲတိတ်ဆိုးတဲ့မိန်းမတွေတော်ပါသေးသည်ခင်မောင်သိန်းထွန်းကအဟဲဟုအချက်ပြင်းရင်နေ၍နင်းတို့နောက်ကျလိုက်တာမနှင်းရဲ့ငင်းရောက်နေတာနိုင်ဝက်လောက်ရှိနေပြီအာနာသဖြင့်စကားဝင်ဖာလိုက်၏ငါယုံကမလွယ်ဘူးဟာ ခုတောင်တန်းတန်းရောက်လာမှခွင်လေးတစ်ဝက်တင်ပြီးထွက်ခဲ့ရတာအကြောခံမဲ့ဆရာကြီးတွေကရောက်ပလားမရောက်သေးဘူးလေကားတွေနဲ့အကျိုးသွားကြတော့တို့ကအမီးတို့ကြိုးကျင်တာနဲ့နေခဲ့တာကဲဒါဖြင့်ခုရောက်လာပြီလေကြောကြပြီတော့ ုံစံတိုင်းရှင်းောင်းနေတော့မနှင်းကိုမြင်ရသည်မှာရွှေမြူးစရာကောင်းလာသည်။ဘာမျှပြောင်းလဲမတော်ပါလား။ကိုပိုင်ကားနဲ့လာမဲ့သူတယောက်ပဲလူတော့တယ်ဟိ။ဘသူလဲ။မိခင်ကိုပြောတာလား။ခင်မောင်သိန်းထွန်းနဲ့ငိမ့်သာတို့ရှေးစင်နောက်ဆင့်မေးလိုက်ကြ၏။အေးဟုတ်တာဒီကောင်နေမသိသေးဘူး။မနှင်းအေးရသူတို့ကနေရောက်နေတော့ဒူးကောင်ကောင်းစားနေတာသူတို့မသိသေးဘူး။ဘာလဲတူတူမိခင်ယောက်ျားရသွားပြီလား။မင်းကလေးဝိုင်းထဲတွင်ယောက်ျားလေးတယောက်ထဲပါနေ၍ ကြောင်တောင်တောင်ဖြစ်နေလိမ့်မည်ဟုမထင်နဲ့သူကလည်းမင်းကလေးတွေလိုပင်ဆက်စုတတ်သည်ဒါကလည်းဟိုစင်ကလေးကသူ့အကျင့်ဒါကြောင့်လဲငိမ့်သာတို့အုပ်စုကြီးရဲ့တွင်သူတစ်ခါတစ်ခါဝင်ရောနိုင်ခြင်းပင်ဖြစ်သည်ဒီလိုဟာဟုအစချီကမိခင်တရင်ကိုဖောက်တယ်ချသည်သူတို့အားလုံးမိခင်အသက်30ကျော်သည်အထိပေါ်မရှာခဲ့သည်ကိုသိပြီးသားအငယ်လေးတွေကိုပြန်ကြည့်ရမယ့်တာဝန်ကမသေးဘူးဟငါအိမ်ဆောင်ရေးကိုမစင်းစားပါဘူးဒါကြောင့်ရည်စားမထားတာဟုပွင်လင်းစွာပြောတတ်ခဲ့သောမိခင် ဝေစာနောက်ဆုံးနေ့တွင်အုပ်စုလိုက်ထက်ကြပြန်တော့စီးပွားရေးအဆင်မပြေသောမိခင်တယောက်အပြင်းဖြေးဖြေးဖြစ်သည်ယုံယုံတွင်အောက်တန်းစီးဖြေးအလုံးဝင်လုံးလိုက်တော့ငိမ့်သားတို့အုပ်စုကြီးနှင့်အနေဝေးသွားတော်သည်သူတိုင်းတစ်ခါတည်းရန်စနေနေ့ဝဲယုံစင်ချိန်များတွင်အဆောင်သို့ရောက်လာခါငိမ့်သားတို့လက်ဖက်ဝိုင်းတွေသမင်းကြမ်းခဲရင်ရဲပွဲဝင်ဖွဲ့လေးရှိသည်သည်မိခင်ကစိတ်ညစ်ခံတတ်သူမဟုတ် ထို့နောက်တွင်မူဘွဲကိုစီနှင့်ကိုလန်းကိုရှောက်ခါဘဝကိုရုံးကန်တိုက်ပွဲဝင်ခဲ့ကြရသည်။ရောင်နေတယောက်တတိယလွမ်းဆွကြသည်မှန်တော်လဲတခါတရံအကြောင်းထူးရှိမှအစာရေးပြကြသည်။တိတ်မဆုံးဖြစ်ခဲ့ကြ။သူယောက်ခမကဘော့စ်တီလာသာသမီနှစ်ယောက်ထဲရှိတာသူယောက်ျားကအကြီးအငယ်ကဒိုးချောင်းဝါစကန်နီယာနေပါအောင်သူယောက်ျားကဘာလုံးအဓိကကိုအရင်ပြောပါအရင်ကတော့တင်မောတာတဲ့ခုတော့ကားပွဲစားဆိုလားအိုးဟိုဒါကြောင့်ကို တွေ့ရင်တိတ်အံသွားတိတ်အံဩသွားမယ်ဒူကောင်အပြက်သားနာနေတာမိခင်စည်းရဲ့ကားကလေလင်းစာတိလားအမလေးဟဲ့နာမည်ကလည်းငိမ့်သာကပခုံးတို့ငါရဲ့တော့ငွေချင်းတွေကပါတခွိခွိငွေငွေချင်းတွေစုံပြီးကြတိုင်းမိမိတို့ရောက်ရှိသည့်နေရာရရှိထားသည့်ယာတူကြည်ပြင်းခဲ့သည့်အသက်ရွယ်အလုံးလွင်ပြောက်ခါငယ်ဘဝကို ပြန်လဲရောက်ရှိသွားတတ်ကြသည်အမအဲ့ဒီကားကခုလိုကိုယ်ကြီးနှမ်းကြီးမှစီးတာဈေးဝယ်ထွက်ရင်စီးတာက ပေါ်တာကပ်ကလေးတည်ရလား တလောကသိင်းကြီးစီမှာတွေ့လိုက်တယ်။ငါလှမ်းអော်រាသူကမကြဘူး။မန်နီကအာရပါရဆက်ပြောလိုက်။တရင်ကောင်းမှုသူတို့အားလုံးဂျင်းနဲ့ဝမ်းသာသွားကြလေသည်။ထိုစဉ်မှန်ကားကြီးနှစ်စင်းပြိုင်ဒူလိုလိုဆိုက်ရောက်လာကြ၏။ကျိုးစိုးအခန့်သည့်ဆီယာမာများလှုပ်ရှားသွားကြ၏။ကာတကောက်ကိုဖွင့်ပွေးခါကလေးများညှို့ခါပြုံးရွှင်စွာကျိုးဆူကြနှင့်ဘယ်ဆရာကြီးတွေများပါလဲ။ဟဲဆရာကြီးဦးလာရွှေ။ဟာမစ်အီကန်ကြီးတော့ဆရာမကြီးကလှလုံးမဲဟဲ့ ဟုတ်သည်ဆရာကြီးဦးလှရွှေကလွန်ခဲ့သော အနှစ်20ကျော်တုန်းကလိုမျိုးပြုံးချိုသောမျက်နှာပေးနှင့်ကြက်တရေရှိစေဖြစ်သလိုဆရာမကြီးမစ်အီဂန်ကြီးကလည်းပန်းနုရောင်ဝတ်ဆောင်ဇာဘွားပန်းနုသွေးကလေးခြုံလွှမ်းလျက်အလွန်လှပတင့်တယ်နေစေပေဆရာကြီးနှင့်ဆရာမကြီးတို့နောက်ပါတွင်ငိမ့်သာတို့ပါတက်ပါသွားသည်ငါကသူများထက်ပိုပြီးအကျွေးဆက်စရာရှိလို့ခဏနော်ခင်မောင်သိန်းသွင်းစကားကိုရုတ်တရက်နားမလည်မိကြသူကဆရာကြီးနဲ့ဆရာမကြီးတို့နေထိုင်ရာတို့သွားက ဆရာမြတ်တို့ဤခြေစုံကို ထိကပ်ဥခိုင်းရှိခိုးနိုင်လေသည်ပါဇက်မှလည်းတွတ်တွတ်ဆရာကြီးတို့ကခေါင်းတညင်းညင်းနှင့်ပြုံးလို့နေပါအောင်ဒါကဘာထွင်တာလဲအနာပြောင်းလာခြင်းငိမ့်တာကမေးမိထွင်တာမဟုတ်ဘူးတငယ်ချင်းရဲ့ကျောင်းလုံးကဆရာကြီးတို့အတန်းကိုငါအမြင်လိခဲ့တာမဟုတ်လားအဲ့ဒါဆရာတို့ရဲ့စေတနာကိုစော်ကားသလိုဖြစ်ခဲ့လို့အခုမှတောင်းပန်ပြီးကြတော့ရတာတကယ်ပြောတာ ငါမိုက်လို့ငါနစ်နာလားအလုပ်တွေစာမိုးပဲဖြီးမှသိရတော့တာပဲအမြဲတမ်းရှုံးနှောင်းနှောက်ပြောတတ်ဆိုတတ်သူတို့ကဒီငိန်လေးနဲ့စွာပြောနေတဲ့ဖြင့်သူတို့အားလုံးနားဆိုင်ထောင်နေမိကြသည်အလုပ်တွေစာမိုးပဲဖြီးတော့ငါနှစ်ခါတောင်ပြန်ဖြီးရတယ်ဘာဖြစ်လို့လဲသိလားမြန်မာစာနဲ့အင်္ဂလိပ်စာကြလို့ကောင်းတယ်ကောင်းတယ်ငန်းတော်ကြလို့ပြီးသူများအတန်လိုက်တနေတာကိုပြောလိုက်သူတူတူကိုတန်းတန်းကစိတ်ဆွဲလိုက်သည်သူတို့အားလုံးကလေးတွေလိုရုံးစုရုံးစုဖြင့်ခမ်းမအပြင်ပြန်ရောက်ခဲ့ကြပြန်သည် ။ရောင်ရင်တယောက်ကိုမျှော်ကြရအောင်မည်လေ။ဝင်းထဲသို့ကားဝင်ထွက်ပိုးရှုံလာသည်။အပြေးသက်တွေပို၍စီးကားလာသည်။အော်နှစ်ပေါင်းများစွာကြော်ဖြတ်ခဲ့ပြီးမှဂျုံကြိုက်ဂျုံရသည့်ဂျုံနှောင်းဂျုံငယ်ပွဲတော်ကြီးမဟုတ်ပါလား။အားခဲ၍လာကြမည်ပင်ជីနူးစွာဆင်နှွဲကြမည်ပင်။ဟေးဟေးဟိုမာတူတူကဖြတ်ဆိုးညွန်ပြလိုက်၏။ဒီမှာရင်အနှစ်20နီးပါးကွဲကွာခဲ့ရသောမိခင်ကိုငိမ့်သာပြန်လဲတွေ့ရှိရခြင်းဖြစ်ပါသည်။ အလွန်ပုံစံနှားသောအစိမ့်လူရောင်ကားကလေးပေါ်မှဆင်းလာသည့်မိန်းကလေးဟုတ်ပါသည်မိခင်ဖြစ်သည်ဟုတူတူကသာမပြောပါကမိန်းမငယ်လေးဟုငိမ့်သာထင်မိမိအမှန်ကြည်ပါရင်ကြီးစိမ့်အောင်ပြော့ဤသောအစာကိုအင်ကြီးလက်ပြန်နှင့်ထမိန်စင်သူဝစ်စင်ထားပုံကားတကားကိုတော့ပိတ်ပြီးငွေရောင်လက်ပွေအိမ်ထဲသို့ပြန်ထဲလိုက်ပုံမိခင်ပုံစံသည်အသက်40ကျော်မိန်းမကြီးတဦးဤပုံသွေးမဟုတ်ဟုတ်တယ်ဟေးတို့ကောင်တိတ်သားနာနေတာပဲသူတို့ကိုတွေ့ရလား ပြောတတ်ဘူးသူ့မျက်လုံးကိုမှမမြင်ရပဲမနှင်းအေးဖြေဖို့ကြောင့်သူတို့အတန်ထွက်ရဲမိကြပြန်သည်မှန်ပါသည်ယူမောင်နေသော နေကမျက်မှန်ဝိုင်းဝိုင်းကြီးကိုမိခင်ကတက်ဆင်ထားသည်ကိုမျက်နှာသားဒီဒီနှင့်သွယ်နှွဲလှပစွာရှောင်းလာသောမိခင်ကိုလှမ်းကြည့်ရင်းကြောင်းလုံးကမိခင်ကို ပြန်မြင်အောင်လာ၏သူစဉ်ကမျိုးရဲထွက်ရုပ်ရှင်ကြီးကြလင်ကားကမပြေ၍အဟဲငံမူကိုကို၆ရောက်ထားတော်ဟုစပယာကိုအမြင့်မြင့်နဲ့ဂျိုသွေးပြောတတ်ခဲ့သည့်မိခင် အတန်တကြာလင်ထွက်ပေါက်နှင့်ဤသောခုံနှန်းကိုအပြေလွှားအလူရဲ့ယူပေးတတ်သည့်မိခင်မိခင်ရေတို့ဒီမှာအိမ်ရှင်တူတူကလှမ်းအတန်ပြူရင်းလေကားထိထိမရက်ကြိုလိုက်မိခင်သူတို့ကိုမောကြီးလိုက်မိခင်သူတို့ကိုပြုံးပြလိုက်နေသလားငိမ့်သာကောင်းကောင်းသတိမထားမိလိုက်ပါနောက်ကြလိုက်တာမိခင်ရေကွယ်ကတော့ကွယ်ကနှစ်နာရီမှမဟုတ်လားမိခင်ဖြေပုံကြောင့်စပယ်ပန်းကုန်းလေးထုတ်ယူနေမိသောငိမ့်သာဟန့်သွား၏ အမှန်မတင်မိခင်ကောင်းမော်သူအဆောင်ငယ်ကြည်လိုက်မိ၏။ဇပင်ကိုဖွား၍လှပစွာပုံသွင်းထားသည့်အလေးအခွေကလေးများအဲ့ဒီကြားမှအဖိုးတန်ဘင်နာတိခွားကြီးများကငိမ့်သားကိုလှောင်နေသလိုလိုသူတို့အားလုံးနှုတ်ဆက်စွာနှင့်ခမ်းမကြီးလည်းပြန်ဝင်ခဲ့ကြသည်။ဟောဒေါ်မီခင်ကျော်အလှရှင်ကိုမျှော်နေကြတာနော်။အလူခံစပွဲမှာဆီယမတယောက်လှမ်းနှုတ်ဆက်လိုက်ရာမိခင်ထူစပွဲသို့လျှောက်သွားသည်။ဘလို့လဲဟဘဲတော့ကမိခင်ကျော်ဖြစ်သွားရပြန်တာလေ။ ူယောက်ျားနမ်မီကစူးမြင့်ကျော်ဆိုလားအဲ့ဒါနဲ့ကျော်တုံးတူးသွားတာနေမှာပေါ့နို့အတိမမတိပဲအစိမ့်တန်းများရေတွက်နေသည့်မိခင်ကိုလှမ်းကြည့်ရင်ခင်မောင်သိန်းထွန်းကရေရွတ်နေ၏မိခင်အတော်များများလှူနိုင်ဟန်တူသည်မိခင်ရရောစွာလှူနိုင်မုံကိုသတိပြုမိသည်ကျောင်းသူဘွားကကျောင်းလာကပေးချိန်ရောက်တိုင်းစိတ်ငြိရရှာသည့်မိခင်ဖြစ်ကိုပြန်သတိရမိပြန်သည်တော်ပြီကွာလက်ပတ်နိုင်မရှိသေးကျောင်းတက်လို့ရတာပဲရောင်းပြစ်မယ်ဟုခက်ပြက်ပြက်လုံတတ်ပုံတွင် တခါတရံနာကဗရမနဂတ်ကလေးကိုပင်ဖြုတ်ပောင်းလိုက်စတိုင်မင်ထောက်ပံ့ကြီးရတော့ပြန်ယူလိုက်နှင့်ဒုက္ခရောက်ခရရှာသည့်တငယ်ချင်း သူတွင်ငွေ၁၀ရှိပါက သူများကိုငါးချက်ခွဲပေးရန်ဝင်မလေးသည့်တငယ်ချင်းယခုတော့ထိုဒုက္ခပေါင်းမှလွတ်မြောက်ခဲ့ပြီဒီလိုလဲရှိအောင်ပါပေါ့ဘဝဆိုတာနှိမ့်တလှဲ့မြင့်တချီမိခင်သူတို့စီပြန်ရောက်မလာမီမှာပင်ဆရာကတော်ဝဲခန်းသားအစလေးသည်ပြုံးရွှင်ကြည်နူးနေကြသည့်ဆရာမြတ်တို့၏ပုံသွေးမှအေးချမ်းလာသည် တပည့်များကလက်ဆဲပြာစုံမိုး၍ယိုကျိုးဝဲဝဲဥနေညှို့၍ရှ िख ိုးကြောကြသည်မြစ်တာအယိတ်ပီတိအယောင်ခမ်းမကြီးတကူတော့မင်္ဂလာကျက်တည်းထုံမွှန်းလျက်ကြောပွဲခမ်းနာပြီးစုံသွားသည့်တိုင်အောင်ရုတ်တရက်လူစုမကွဲကြသည်တပည့်များကဆရာကြီးများကိုတအူးစီလိုက်နှုတ်ဆက်ကြထက်ကြောကြမျက်ရည်ရည်ဝဲရင်ထဲပူလိုက်ကြည်နူးစရာမြင်ကွင်းပင်မိခင်သူတို့အနာတို့ပြန်ရောက်လာသည်ဝင်ထိုင်လိုက်ပြီးထင်းတော်လဲမထိုင် ဟင်မိခင်ပြန်တော့မလို့လားလက်ပွေတွေမှာကားတော်ထုံးလိုက်သဖြင့်ငိမ့်သာကမေးလိုက်မိရှင်ပဲသူကမတ်တမ်းမှပင်ဖြစ်၏အင်းလေမင်းတို့လည်းပြန်မှာမဟုတ်လားဘာရှိသေးလို့လဲဘာမှတော့မရှိဘူးလေဒါပေမဲ့တို့တွေမတွေ့ရတာကြာပြီမဟုတ်လားအေးစစ်စစ်ပေါ့ဟဲ့ကိုတော့ပြန်အောင်မယ်ခေါင်းနဲ့နဲ့နောက်လာလို့သွားမယ်နော်အားလုံးပဲနောက်တွေ့ကြသေးတာပေါ့နေကမြင့်မှန်ကြီးကိုပြန်တက်ပြီးထွက်ခွာသွားသူကိုအားလုံးတန်အောင်ငေးမောလျက် မပေးဖြစ်လိုက်သည့်စပယ်ပန်းကုန်းလေးကမျက်နှာငယ်လေးဖြင့်ဘလူကြီးမန်းလည်းမသိဘူးတမျိုးကြီးပဲငါကငါတို့ကိုပြန်ကြသူ့လိုက်ပို့မယ်မှန်နေတာပို့တာမပို့တာကအကြောင်းမဟုတ်ပါဘူးပုံစံကူကကြီးကျယ်သွားလိုက်တာဝင်းငါတပွဲကိုနှစ်ယောက်ဆက်တူဝယ်စားခဲ့ကြရတွေကိုသူမိသွားပြီထင်တယ်တငယ်ချင်းတို့ဤမကျေနပ်တမ်းများရှန်တက်လာသည်မိခင်ကငငယ်တော့ကမိခင်မဟုတ်တော့ဘူးနှုံလေးလုံးသူတန်တန်းကရုတ်တရက်မှတ်ချက်ချလိုက်၏ ။တန်တန်စကားကြားမှငိမ့်သာလဲကိုရင်ထဲကပြောချင်သည့်စကားလုံးကိုရှာဖွေတွေးရှိလိုက်ပါ၏။ဟုတ်တယ်မိခင်ကအကြောင်းလုံးကမိခင်မဟုတ်တော့ဘူး။ငါတိတ်နှမျောတာပဲ။ဘာကိုလဲတူတူကမျက်မှောင်ကုပ်ပြီးမေးလိုက်။စပယ်ပန်းကိုလား။ခင်မောင်တိန်ထုံးဝင်းအယူဆလဲသွားသည်။မေးလိုက်ပုံကရင်စရာ။ကျဉ်ကျဉ်ဖန်ဖန်ဟဲ့ငါနှမျောတာကဟိုတုန်းကမိခင်ကလေးကိုနှမျောတာအဲ့ဒီမိခင်ကယူသားပွင့်လင်းနေရဲဘော်ရဲဘက်စိတ်ရှိတယ်ညီမအရင်လိုရင်းနှီးတယ် အဲ့ဒီမိခင်ကိုငါနှမျောတာငါလေးမိခင်ကိုဒေါသထွက်တာလည်းမဟုတ်ဘူးမကျေနပ်တာလည်းမဟုတ်ဘူးနှမျောတာတိလားနှမျောတာအမားကြည့်ကြလိုက်တာ ဟုတ်တယ်ခံရတာချင်းဒူဒူသူကအတွေးခေါ်တမျိုးနဲ့ပြောတတ်ပါပဲဟဲ့အဲ့ဒါကြောင့်သူစာရေးဆရာဖြစ်သွားတာနေမှာတိလားအားလုံးကဝိုင်းဝန်းကချီးမွမ်းချီးကြောက်ပြောကြရင်ရေတံများနဲ့အတူစကားဝိုင်းကလေးပြန်လဲစုပ်ပြေးလာပါတော့သည်ရှူမဝမဂဇင်း အော်တိုဘာလ1984နောက်ဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်။